အာရခတတော်အေးအေးထိန်းချုပ်မြို့နယ်များဖြစ်တဲ့တန်တွဲ၊ဂွာ၊ရံပြေ၊ပေါတော်နယ်မောင်တော်စတဲ့မြို့နယ်များရဲ့ပင်နယ်ပြင်ကမ်းဝရန်းဒီမှာယခုရက်ပိုင်းတွင်စစ်ကောင်စီကရေတပ်အင်အားဖြည့်တည်မှုနဲ့သွာလာလှုပ်ရှားမှုတွေရှိနေတယ်လို့ဒေသခံများထံကသိရပါဗျာ။တန်တွဲမြို့မြပလီကမ်းခြေနီးကပေးလည်ပြမှာရခင်ကစစ်ကောင်စီနေပြီးနှစ်ဆီးရှိရာမှာယခုအောက်တိုဘာပထမပတ်မှာစကစစ်ကောင်စီနေပြီး6ဆီးထံမှနေအင်အားဖြည့်တည်ထားပြီးတန်တွဲနယ်ကွာသို့အတက်ဆင်းလောက်က လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။တန်ရွဲပင်လယ်ပြင်မှာစစ်ကောင်စီကရေတပ်အင်အားဖြည့်နေတာတွေရှိတယ်။အခုစစ်ကောင်စီနေပြည်အရေးအတွက်ပိုတိုးလာတာကိုမြင်ရတယ်။အဲ့ဒီနေပြည်တွေကဂွားဘက်ကိုအသွားပြန်လုပ်နေတာတွေရှိတယ်။လက်နက်ကြီးပစ်တာတွေလည်းရှိတယ်လို့တန်ရွဲဒေသခံသတင်းမြင့်တူကပြောပြထားပါတယ်။အော်တိုဘာလာ9ရက်နေ့ကတန်ရွဲငပတိကမ်းခြေမြေနယ်ချင်းဆိုင်မှာထိုင်ချထားတဲ့စစ်ကောင်စီနေပြည်တွေကတန်ရွဲပတ်ဝန်းကျင်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့အာရခတတော်ကအော်တိုဘာလာ10ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနေမှာပဲဂွားမြို့နယ်ပုံညံကြီးရွာရဲ့အနောက်ဘက်ပင်လယ်ပြင်ထပ်မှာထိုင်ချထားတဲ့စစ်ကောင်စီနေပြည်တော်ကလက်နက်ကြီးဆက်တကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျ။မောင်တော်နယ်ပေါတော်မြို့အနီးပင်လယ်ပြင်မှာလည်းကြောက်ချထားတဲ့စစ်ကောင်စီနေပြည်တော်ဟာယခုရက်ပိုင်းတွင်သွာလာလှုပ်ရှားမှုတွေရှိနေတာကြောင့်ပင်လယ်ပြင်နီးမှာရှိတဲ့ကြီးရွာများမှာဒေသခံတွေဟာစိုးရိမ်မှုများရှိနေတယ်လို့ဆိုပါဗျ။စစ်ကောင်စီနေပြည်တော်ကကမ်းအနီးထိတက်လာတယ်ဗျ။ဒီရက်ပိုင်းမှာလည်းညနေအချိန်ကြောက်ဘူးကန်းကျင်နာထိနေပြည်တော်တက်လာတာကိုအတန်းအကျဉ်းကြီးကြားလိုက်ရတယ်။ ကန်ဂျီနားမှာရှိတဲ့ရွာသားတွေလည်းစစ်ကောင်စီနေပြီးတက်လာတာကြောင့်စိုးရိမ်နေကြတယ်လို့မောင်တော်ဒေသခံအမျိုးသမီးတူကပြောပြထားတာဖြစ်ပါတယ်။ဒါပြင်ပေါတော်မြို့နယ်အနောက်ဖျုံကကျော်အနောက်ဘက်ပင်လယ်ပြင်ရှိစစ်သည်မော၃စီးထံမှနေမှာချောက်ဖြုံနဲ့မောင်တော်မြို့နယ်တွေကိုသွာလာလှုပ်ရှားမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ရခိုင်ကမ်းရိုးတဲ့နေရာများမှာထိုင်ချထားတဲ့စစ်ကောင်စီနေပြီးတွေကကမ်းအနီးမြို့ရွာတွေကိုလက်နက်ကြီးပစ်ခတ်မှုမကြာခဏလှုပ်ဆောင်ကငါးဖမ်းထွက်တဲ့ဒေသခံရေးလုံသားများကိုလည်းဖမ်းဆီးမှုများရှိနေပါတယ်။ ယခုကဲ့သို့စစ်ကောင်စီနေပြည်တော်ကအာရခတက်တော်ထိန်းချုပ်မြို့နယ်များရဲ့ပင်နယ်ကမ်းအနီးနားထိသွားလာလှုပ်ရှားမှုများပြုလုပ်လာခြင်းမှာစီးရီးရာချင်းချောက်လာတဲ့သဘောဖြစ်တယ်လို့လည်းစီးရီးလေလာသူများကသုံးသပ်ထားပါတယ်။လက်ရှိမှာ အေဟာကောင်းမြေများစုကို ထိန်းချုပ်နိုင်ပေမဲ့ရေပြင်နဲ့ဝေဟင်ကိုထိန်းချုပ်မှုမရှိသေးဘူး။စစ်ကောင်စီကရေတပ်အားကိုးတွေနဲ့အေအေထိန်းချုပ်တဲ့နေပြည်တော်နဲ့ကမ်းခြေတစ်လျှောက်လှုပ်ရှားတာလက်လက်ကျပြပြီးချင်းချောက်တာတွေမကြာခဏရှိနေတာလည်းဖြစ်တယ်။ဒေသခံတွေရဲ့လုံခြုံရေးကိုချင်းချောက်နေတဲ့သဘောပေါ့။ တစ်ဖက်မှာစစ်ကောင်စီကရေပြင်ထိုးစစ်ဆင်မလာနိုင်ဘူးလို့လည်းပြောလို့မရတဲ့အနေအထားမျိုးပါလို့ရခိုင်စီးစောင့်ကြည့်နေသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအာရခတတော်ကပင်လယ်ကမ်းရိပ်မြို့ရွာများမှာဒေသခံများအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းရေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုအထူးသတိထားပြီးစစ်ရေးသတိရှိကြဖို့သတိပေးတိုက်တွန်းထားပါတယ်။စစ်ကောင်စီကရွေးကောက်ပွဲရဲ့ကြီးညာပြီးနောက်ပိုင်းမှာရခိုင်တောင်ပိုင်းမြို့နယ်တွေကိုကြီးရည်လေးအုံပြုကောင် အေအေထိချုပ်နေမြေများကိုဝင်ရောက်နိုင်ရေးဂျိုးပန်းမှုများဇက်တိုင်မြင်နေရတာပဲဖြစ်ပါတယ်ခင်ဗျာ။နေအီကန်ပြွာကုန်းစခန်းမှာကစင်ကလေးထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်သားတွေကိုလက်ရဖမ်းဆီးမှုတွေရှိနေတဲ့ကဲ့သို့အလန်းဖြူထောင်းအလင်းဝင်ရောက်လာသူတွေလည်းဇက်တိုက်ရှိနေတဲ့တဲ့မှာအာရခတက်တော်နဲ့ဘိုးအောင်မဟာမိတ်တပ်ဖွဲ့များတိုက်ခိုက်နေတယ်။နေအီကန်ပြွာကုန်းမှာစစ်သားများဟာကစင်ကလေးထွက်ပြေးနေကြပြီး ထိုထဲကဂျပန်စစ်တပ်တပ်ဖွဲ့ဝင်တချို့ကိုလက်ရဖမ်းဆီးမှုတွေရှိနေတဲ့ကဲ့သို့အလံဖြူထောင်းအလင်းဝင်ရောက်လာသူတွေလည်းဇက်တိုက်ရှိနေတယ်လို့ AA ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယမနီအော်တိုဘာလ18ရက်နေ့ကအချို့သောနေရာများမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ကမိမိတို့ထံမှအလံဖြူထောင်းလက်နက်ချကအလင်းဝင်ရောက်လျက်ရှိကြတဲ့ကဲ့သို့အချို့ကတော့တိုက်ပွဲအတွင်းလက်ရဖမ်းဆီးမှုများလည်းရှိတယ်လို့ဖော်ပြထားပါတယ်။အာရခတက်တော်နဲ့ရင်ဆိုင်တိုက်ပွဲများမှာအများအားဖြင့်ရှုံးနေနေတဲ့ဖက်ဆက်ဂျမ်ဖက်စစ်ကော်မရှင်တပ်ကအဆိုပါပြူအောင်မကြာရှုံးရေးအတွက် လေကြောင်းပစ်ကူနဲ့စစ်ကူများအဆက်မပြတ်ပေးနေတဲ့ကြောင်းမှာအာရခစစ်တီတော်တွေဟာအကောင်းဆုံးတုံ့ပြန်ခန်းဆင်းများနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့လည်းဖော်ပြထားပါတယ်။အာရခတပ်တော်အနေနဲ့မိမိတို့ထံကိုအလင်းဝင်ရောက်လာကြတဲ့သူတန်းကိုစစ်တုံ့ပြန်ဥပဒေနဲ့အညီခေါင်းမော်စွာပြုစုစောက်ရှောက်ပေးထားလျက်ရှိတယ်လို့လည်းဆိုပါတယ်။ဒါကြောင့်ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းရန်စူးစောင်းခြင်းခံရသူများအနေနဲ့အာရခတပ်တော်နဲ့အနီးဆုံးနေရာတွေကိုဆက်သွယ်ပြီး အချိန်မီွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့လည်းအသိပေးဖော်ပြထားပါတယ်။အော်ရကတမ်ဘရိုရဲ့ထုတ်ပြန်ချက်ထက်မှာဖန်ဆီခံရသူနဲ့လက်နက်ချသူအရေးအတွက်တွေမပါဝင်တာကြောင့်နီးစက်ရာကိုဆက်သွယ်မေးမြန်းခဲ့ရမှာအော်တိုဘာ18ရက်တရက်ထဲမှာပဲနေရီကန်တောင်လေကြောင်းရံကာကွယ်ရေးဗျူဟာစခန်းမှာတက်ပြက်ပြီးကစင်ကလေးအထွက်ပြေးသူအကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်30ခန်းရှိပြီးအဲ့ဒီအထက်ကစစ်သား10ဦးကျော်ဟာအေအေဘက်ကိုဗတ်ပြောင်းခိုလုံလာခဲ့တယ်လို့ပြောဆိုထားပါတယ် ဒါပြင်ထွက်ပြေးသွားသူတွေကိုလည်းအာရခတတော်ကလိုက်လံဖမ်းဆီးလျက်ရှိတယ်လို့သိရပါတယ်။အမည်မဖော်လိုတဲ့ဒေသခံကြီးဝါသားတူပြောတာကတော့သူတို့ကအစိုးလိုက်ထွက်ပြေးလာကြတာပါ။ပရန်ဘတ်ဆင်းလို့အဆင်မပြေဘူးထင်တယ်။အခုတော့တချို့ဒေါ်လာရေးဘက်ကိုခိုးလုံသွားပါပြီ။နေရီကန်တော်မှထွက်ပြေးလာကြသူတွေအစာငတ်လာကြတယ်။သူတို့ကလက်နက်တွေမပါတော့ကျွန်တော်တို့ကလည်းမကြောက်ဘူး။ခမင်းတွေအဆင်ပြေတဲ့အရာတွေကျွေးလိုက်ပါတယ်။အခုတော့ဗတ်ပြောင်းသွားပါပြီလို့အစိုးရကြီးဝါသားတူကပြောပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ အမေရိကန်ခြေဆိုင်ကောင်စီ on foreign relations အဖွဲ့ကြီးမှလက်ရှိအနေအထားကိုယခုလိုတုံ့သက်ပြခဲ့ပါတယ်။2021ဖေဖော်ဝါရီလအာဏာသိမ်းပြီးချိန်မှာစစ်အုပ်စုကဆန့်ကျင်လာမှုတွေကိုအလွယ်တကူနှိမ်နှင်းပစ်နိုင်လိမ့်မယ်လို့တွက်ဆခဲ့ကြပါတယ်။စစ်ကောင်စီဘက်မှလက်နက်အင်အားရင်းမြစ်များအဆောက်အအုံအများအားတာလုံနေတဲ့အပြင်တော်လိုင်းဘက်မှကစူးစီးထားတဲ့အင်အားမဲမဲရရမရှိဖြစ်နေခြင်းလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့စစ်တပ်ဟာနေပြည်တော်အများအများကိုဇက်တိုက်ဆိုသလိုလက်လွတ်လာခဲ့ရပြီး စီးပွားရေးအရေးမြင်များနဲ့လူတို့ရဲ့စိတ်နှလုံးကိုပါလက်လွတ်ဆုံးရှုံးသွားခဲ့ရပါတယ်။အတင်းအာရမစစ်ထဲဆွဲသွင်းလာတဲ့လူငယ်လူရွယ်လေးများအပေါ်အားထားလာခဲ့ရတော့လေ။တော်လိုင်းရေးတပ်ဖွဲ့များရဲ့ခြေမုံချင်းခံခဲ့ရပြန်ပြီးရင်ဆိုင်တိုက်ပွဲများမှာအရေးနိုင်လာခဲ့ရတာကြောင့်အရာရှိများအကျက်စစ်တီများအစုလိုက်ပြုံလိုက်ထွက်ပြေးခေလုံလာခဲ့ကြပါတယ်။နိုင်ငံကျယ်ဝန်းရဲ့20ရာနှုန်းကိုသာထိန်းချုပ်ထားနိုင်ခဲ့ဖြစ်ပြီးတော်လိုင်းတပ်များဘက်ကတော့၎င်းတို့ထိန်းချုပ်နိုင်မှုရဲ့နှစ်ဆကျော်ခန့်သိမ်းယူထားပါတယ်။ အေယာဝတီတရင်ကစစ်တပ်ကခေလုံနာသူများနဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ထုတ်ပြန်ချက်အားအကိုကပြီး2025ဇန်နဝါရီလမှစက်တင်ဘာလအတွင်းစစ်အုပ်စုတပ်ဖွဲ့ဝင်များရဲများတပ်သားတင်များမှဗတ်ပြောင်းလာသူလက်နက်ချသူစုစုပေါင်း2000ကျော်ခန့်ရှိတယ်လို့ဖော်ပြထားပါတယ်။ဒီထက်ကအများစုမှာစစ်မှုထမ်းဥပဒေနဲ့ဆက်နွယ်ပြီးဒေါ်လာရင်းဘက်တဖြည်းဖြည်းခေလုံလာကြခြင်းလည်းဖြစ်ပါတယ်။ဒေါ်လာရင်းမဟာမိတ်အဖွဲ့မှတိုင်းသာရဏကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကိုစွန့်ခွာခဲ့တဲ့လူငယ်များပါဝင်နေပါတယ်။စစ်အုပ်စုဟာနောက်ဆုံးပေါ်လန်းနေများအပြင်ဝေဟင်ကိုစိုးမိုးထားနိုင်တဲ့ကြောင့်မဒေါ်လာရေးညွန်ပေါင်းဖွဲ့များရဲ့အောင်မြင်မှုကို ကြက်တည်တည်သွားခဲ့ကြပါတယ်။တိုင်းရင်းသားတပ်တွေဟာ၎င်းတို့အခြေချင်းပြန်တိုက်နေကြသူများဖြစ်တာကြောင့်မချမီပြိုကွဲသွားနိုင်မယ်လို့မျှော်လင့်နေကြတော့လေ။ယခုတည်းကခိုင်ခိုင်မြဲမြဲမဟုတ်သည့်အတိုင်းလက်ချင်းချိတ်ထားနိုင်ကြဆဲဖြစ်ပါတယ်။တော်လိုင်းဖွဲ့များနဲ့၎င်းတို့အားပြင်ပမှထောက်ခံမှုပေးနေကြသူများက လက်ရှိမှာဆေးဥစုဟာလူဦးရေအများစုနေထိုင်ရာဒေသတွေကိုထိန်းချုပ်ထားနိုင်စေဖြစ်တော်လဲပြိုလဲသွားဖို့သာရှိတယ်လို့ခံမှန်းနေကြသေးဖြစ်ပါတယ်။သို့တော်လဲဩစတြေးလျရှိ Lowen Institute ကတော့အဆိုပါစကားဟာဓမ္မတိုက်ထန်ကြကြသုံးသက်ခြင်းမျိုးမဟုတ်ပဲကိုလိုရာဆွဲတွေးနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ယခုပင်ဆန္ဒလကြာပြီးတဲ့နောက်မှာစောင့်ကြည့်လေ့လာသူတချို့ကဆေးဥစုဟာလုံးဝပြတ်သုံးတော့မဲ့အခြေအနေမှာရှိနေပြီလို့အခိုင်အမာပြောဆိုနေကြသေးဖြစ်ပါတယ်။ ၎င်းတို့ဟာဒုက္ခဒုက္ခပေါင်းများစွာရင်ဆိုင်နေရဆဲဖြစ်တော်လဲယခုထိအံအားတင့်ဝဲကောင်းလောက်အောင်ကြံ့ကြံ့ခံနိုင်နေဆဲဖြစ်ပြီးတိုင်းပြည်ရဲ့စီးပွားရေးအချက်အချာနေရာများနဲ့လူဦးရေအများစုကိုထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ဆိုပါတယ်ပြည်ရဲ့လာတွေအတွင်းစစ်အုပ်စုဟာပြန်ပြီးအရေးတာလာခဲ့တယ်လို့ကြောင်မဲကိုပြန်လဲတည်ယူနိုင်ခဲ့တာကြောင့်အရေးပါတဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပါတယ်2023 2024ကအကြီးအကျယ်အရင်းနှီးလာခဲ့တာကိုတွေ့လာရတာကြောင့် ဘေကျင်းဟာစစ်အုပ်စုအားအပြစ်ဝပံ့ပိုးပေးလာခဲ့ပြီးစစ်ကောင်းဆောင်များကလည်းတန်တမန်ရင်အရာအပေကံဖြစ်နေတဲ့ဘဝမှာဆွဲထုတ်ကူညီပေးလာခဲ့ပါတယ်။ဘေကျင်းဟာ2024အတွင်းစီးပွားရေးအကူအညီဒေါ်လာ3ဘီလီယံခန့်ကူညီမယ်လို့ကမ်းလှမ်းခဲ့ပြီးစစ်အုပ်စုနယ်မြေအချို့ပြန်သိမ်းနိုင်ဖို့ဒရုန်းများပံ့ပိုးပေးလာခဲ့ပါတယ်။အမေရိကန်ဘက်ကတော့တော်လိုင်းဘက်ကိုပေးနေတဲ့ကူညီများဖြတ်တောက်ဖြစ်ခဲ့ပြီးထရန်ဆိုရကမြန်မာမှာမြေရှားတပ်တို့အများများထွက်ရှိနေတဲ့အတွက် စစ်အုပ်စုနဲ့ဆက်ဆံဖို့ပင်ချိန်ဆနေတယ်လို့သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ယခုခေတ်မိသည့်ဘက်ကမှဖြစ်ဖြစ်သားသားအသာစီးရလာခြင်းမရှိတဲ့အတွက်ရုံမထွက်နိုင်တဲ့အနေအထားဖြစ်လာနေပြီးစစ်အုပ်စုကမြို့ရွာများဘာသာရေးပွဲတော်များကိုရဲရဲဆက်ဆက်ဘုံကျဲတိုက်ခိုက်နိုင်နေစေဖြစ်တာကြောင့်ဆက်ပြီးတေချကြေချဖို့ရှိနေတယ်လို့ဆိုပါတယ်။တိုင်းပြည်ဟာထိုးထိုးဖြစ်လာနေတဲ့အတွက်ပြက်တုံးလာသောနိုင်ငံဘွားရောက်လာနေပြီဖြစ်သလို လူဦးရေတဝန်းဒီဘာကဆင်းရဲပင်ပန်းစွာရုန်းကန်နေကြပြီးတန်ပေါင်းများစွာကနိုင်ငံအတွင်းအိုးမဲ့အိမ်မဲ့ဘဝရောက်နေကြပြီးအခြားနိုင်ငံများသို့ထွက်ပြေးခိုလုံရသူများလည်းရှိလာနေပါတယ်။နေရာများပြားမှာတရားဥပဒေစိုးမိုးမှုမရှိတော့ဘဲလူသားချင်းစာနာထောက်ထားတဲ့အကူအညီများဆိုတာကလည်းမဖြစ်စလောက်သာရရှိခဲ့တယ်လို့ဆိုပါရယ်။အမျိုးသမီးများနဲ့မိန်းကလေးများပေါ်အကျန်းဖတ်မှုများကလည်းတဟုန်ထိုးမြင့်တက်လာနေပါတယ်။ငါပြားကဲသို့ယောဂမျိုးကလည်းနေရာအနှံ့မှာတွေ့လာနေရပြီဖြစ်ပြီး ရာဇဝဲဂိုင်းကြီးများဟာလည်းရှင်သန်ကြီးထွားလာနေတယ်လို့ဆိုပါရယ်တကယ်တမ်းမြန်မာဟာယခုအခါကမ္ဘာရာဇဝဲဂိုင်းများရဲ့ဗဟုအချက်ချာဖြစ်လာနေပါတယ်တိုင်ဝဲများရောကြသွားမယ့်လားလားလည်းမရှိတဲ့အပြင်ဆဲအုပ်စုကရွေးကောက်ပွဲလုပ်မယ်ဆိုတာကိုလည်းအလျှော်ပေးမဲ့ပုံစံမရှိပဲ၎င်းတို့ရဲ့ရွေးကောက်ပွဲကတရားမျှတမှုရှိမှာမဟုတ်တဲ့အပြင်ခွဲစည်းပုံအားလည်းပြင်ဆင်ပေးမယ်ဆိုတဲ့ကတိစကားမျိုးမရှိသေးဘူးမြေသူများဆစ်ဆက်ဆွေးနွေးရေးဇပွဲဝိုင်းကိုရောက်လာကြမှာမဟုတ်တဲ့အတွက် မြည်သည့်နီးနဲ့များတည်တက်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးမျိုးလဲရနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပြင်အသက်အရွယ်ရလာပြီဖြစ်တဲ့ဒီမိုကရေစီကောင်းဆောင်ဒေါက်ဆန်းစုကြည်အားအပြန်ထွက်ဈေးကူတာဝင်ပေးရန်ညှင်းဆန်နေခြင်းကပဲ၎င်းတို့ဘက်ကယုံသားမှုမရှိတဲ့လက္ခဏာပဲဖြစ်တယ်လို့ဆိုပါတယ်။ဒေါက်ကဲ့သို့လုပ်နေခြင်းကပဲတိုင်ဝမ်ပြည်ဆက်ဖြစ်နေဖို့အကြောင်းများဖြစ်လာပြီးတိုင်းပြည်ကိုဖျက်ဆီးပစ်နေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူ့ရဲ့ခုခံတော်လှန်စေ 冇吃红眼米。